မြန်မာနှစ်တကူ23ရက်နေ့မှာစစ်ကောင်စီကနိုင်ငံတော်အကျဉ်းဆောင်တွေကအကျဉ်းသား4800ကျော်ကိုပြန်လွှတ်ပေးမယ်လို့ကြေညာခဲ့တာပါ။ စစ်ကောင်စီကပြန်လွတ်ပေးမယ်လို့ကြေညာတဲ့ပုံမှန်တွေထဲမှာနိုင်ငံရေးနဲ့ပတ်သက်လို့905ကကြီတခုသာပေါင်းခဲ့ပြီးနိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေနဲ့အရေးပါတဲ့လူငယ်နိုင်ငံရေးအကျဉ်းသားတွေကိုဆွဲဆိုထောင်ချထားတဲ့ပုံမှန်တွေကိုတော့ပြန်လွတ်ပေးမယ်စီရင်မှာမဖော်ပြခဲ့ပါဘူးအလားတူပဲပြည်ထောင်ရေး6ပုံတပုံလျှော့ရခံစားဝင်ပေးမယ်ပြည်ထောင်လွတ်ငြိမ်သက်သာပုံမှန်တွေမှာလည်းနိုင်ငံခေါင်းဆောင်တွေကိုဆွဲဆိုထောင်ချထားတဲ့ပုံမှန်တွေကိုစစ်ကောင်စီကကန့်တတ်ခဲ့ပါတယ်မဖြစ်နိုင်ဘူးဘာလို့ပုံမှန်တွေကပါနေသူတို့ကြေညာတဲ့ပုံမှန်တွေထဲမှာပေါ့နော် ော်တောင်စန်းစစ်ကြီးပါလာဖို့တော့မမြင်ဘူးပေါ့နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေပါလာဖို့တော့ကျွန်တော်တော့မမြင်ဘူးသဘာဝဘေးနဲ့တာဂရီမှုပါဖို့ပါဘူးနောက်တစ်ခုကနိုင်ငံကြီးကအခုထောင်ထဲမှာမရှိဘူးဆိုရင်၂000ကျော်ရှိတယ်အဲ့ထဲမှာပုံမှန်ရဆိုရင်တော့9000 9000တောင်မှလွန်ပြီပေါ့ကျွန်တော်တို့ကမြင်နေပေါ့နော်90ညတို့90နှစ်တို့နော်နောက်တစ်ခုကတည်တံပေးရတယ်အဲနောက်တစ်ခုကထောက်သက်သက်ပေါ့ဒါမျိုးတွေလည်းသူတို့လွတ်ဖို့တော့ကျွန်တော်ကတော့သူတို့ပြင်ညာချက်အရာပေါ့လက်နဲ့မှုတို့ကျွန်တော်အာဂရီတို့ဖောက်ခွဲတို့လူတက်တို့ဒါတွေမပါဘူးလို့ပြောတဲ့အခါကျတော့ တေချာတယ်ဗျဖမ်းတာလည်းသူတို့ပဲတောင်းဝင်ရှိဆုံးကသူတို့ပဲဒါကြောင့်ဒီပေါ်မှာတော့ကျွန်တော်တို့ကကျေးဇူးတင်စရာလည်းဘာအကြောင်းမှမရှိဘူးကျေးဇူးစရာလည်းဘာအကြောင်းမှမရှိလို့မှတ်ချက်ပြုရှင်ပါတယ်လို့စစ်ကောင်စီကပြစ်ဒဏ်ရဲ့6ပုံ2ပုံရှော့ရက်ပေးမဲ့လွတ်ငြိမ်သက်သာခွင့်ဟာအချင်းနောက်လက်ဆွဲပြဋ္ဌာန်းချက်တွေအရကြီးမယ်ဆိုရင် ထောင်ထဲမှာကောင်းကောင်းနေလို့ပုံမှန်ရတဲ့ရှော့ရက်ပမာဏထက်နည်းတဲ့ပမာဏသာဖြစ်တယ်လို့ကြွမ်းကျင်သူတွေကဆိုပါတယ်။အများပြည်သူနဲ့နိုင်ငံတကာကနားလည်မှုလွှဲပြီးသူတို့ကိုအကောင်းမြင်လာအောင်စစ်ကောင်စီကလှည့်စားထားတာသာဖြစ်တယ်လို့ဆိုပါတယ်။ ်ရှင်ရေးရေးချက်မှုနဲ့နိုင်ငံရေးဘောရာပြေဝမှုရှိတဲ့ဟိတ်ဆိုရင်ဘောဟောစုကြည့်လို့ပုံကူမျိုးကိုဒီလိုပြောင်းနေမှာမထားနိုင်ဘူးပေါ့အတဲ့ရွယ်ရလဲဘာပဲပြောတာအသက်စစ်တယ်လို့ဖြစ်လာပြီးဒီလိုနိုင်ငံရဲ့သမိုင်းမှာအဖို့အဖေအစနိုင်ငံပေါ်မှာ တော်တည်ခဲ့တဲ့တကယ်နိုင်ငံရေးတမန်ရှိတဲ့ပုဂ္ဂိုလ်လူပဲနိုင်ငံရေးဆုရှိအားလုံးကလူသားချစ်ခင်ရတဲ့ပုဂ္ဂိုလ်မျိုးအမှန်တရားစင်စားတဲ့ညီကျွန်တော်မြင်တာပေါ့ကြားရတာမြင်ရတာလည်းစိတ်နှမ်းလာပါဘူးအဲ့တော့တရားစင်စားပြီးမှအောက်ရပြည်နေတယ်ကျွန်တော်တို့မြင်နေ ဒေါ်ဆန်းစုကြည်ဟာစစ်ကောင်စီလက်အောက်မှာ2029နှစ်ကြာခံနေရတာဖြစ်ပြီးမတ်လ26ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်လက်ကျူပြီးထိခိုက်မှုရှိခဲ့တယ်လို့ April 17ရက်နေ့မှာသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။နောက်ရက်မှာတော့ထိခိုက်တဲ့သတင်းဟာမဟုတ်ပဲကျမ်းမာရေးကောင်းမွန်တဲ့ဆိုတဲ့သတင်းတွေပြန်လည်ထွက်ပေါ်ခဲ့ပါတယ်။နေပြည်တော်အချင်းချင်းနဲ့ညီသက်သူတွေကတော့အဲ့ဒီသတင်းနှစ်ခုစလုံးဟာခိုင်လုံမှုမရှိပဲဒေါ်ဆန်းစုကြည်ထိခိုက်မှုရှိမရှိဆိုတာစုံစမ်းလို့မရပဲစစ်ကောင်စီကသတင်းအမှောင်ချထားတဲ့အခြေအနေကိုကြုံနေရတယ်လို့ဆိုကြပါတယ်။ကျွန်တော်တုဒချမ်းသာပါ။